Okay, အလုံးမင်္ဂလာပါ။ကျွန်တော်ကတော့ Fresh K ပါ။ဒီတစ်ခေါက်လက်ကြတာကတော့ Lancelot ပါ။ဆိုတော့ဒီနေ့မှကျွန်တော်က Lancelot နဲ့ collaborate လုပ်လို့ရမယ် Animal Skin ငါးကောင်ပြပြသမှာပါ။တယောက်စီကိုခမန်းမို့အတွက်အချိန်၅စက္ကန့်တည်းလဲရပါမယ်။ခမန်းတာတစ်ခါမှန်းလဲဆိုရင်တော့ကမန်းမှာအသေးပုံတစ်ခုမှတ်မိတော့ပါ။ငါးကလုံးမဲ့တကယ် Animal Real Fan ဆရာကြီးတွေကတော့ကမန်းမှာအသေးပုံ၅ခုမှတ်မိတော့ပါ။ဆိုတော့အစင်းဖြစ်ဖြစ်ဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါ။ဒါနဲ့ဒီဗီဒီယိုမှာကျွန်တော်စအထည့်ပို့ထားတဲ့ Graphics Game ကိုတော့မထည့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့လူမောအများခံရလို့တော့ animal skin ထုတ်မယ်ဆိုရင်တော့မှဘယ်သူမှဝယ်ချင်ကြမှာမဟုတ်လို့ပါ Okay ထုံးစံတိုင်း web page လင်းစားလဲအောင်ပါ web page တဲ့ပုံစံကောက်လို့လေးရမယ်ဆိုတော့ခမမိုးအချိန်5စက္ကန့်ရပါမယ်ကုလူပြတဲ့အဖြစ်က shank ဆိုရင်တော့ comment မှာအတဲမွန်တစ်ခုမှန်းလို့ရတော့ပါပြီ ရှက်နဲ့လန်စလော့နဲ့အားတိုက်ရိုက်ကြီးကောလိလုပ်ဖို့အဆင်ပြေနေရမျိုးမဟုတ်ဘူးဆိုပေမဲ့ရှက်အင်ဟာဂီတို့ကလန်စလော့ escape from မှာထည့်ပေးလိုက်မှဆိုရင်တော့ထွတ်ထွတ်တော်မိုက်တော့မှာပါအဓိကရှက်နဲ့ကောလော့စ်တွေတင်ရတဲ့အကြောင်းအရတော့ Lancelot Escape Fat တွေမှာ Shank ရဲ့ Quick Quick Hockey Fat တွေကိုကျွန်တော်ကမြင်ရင်းလုံးပါအဲ့ဒါပြောင်းမှာ Shank က One Piece တဲ့မှာဆိုရင်အထာချားဆုံးနဲ့ Aura အများစုကပ်ပြီးတော့လည်းဖြစ်နေပါတယ်နောက်တစ်ယောက်ကတော့ Demon Slayer ရဲ့ပါဘယ်လိုလဲဆိုတော့ခံမမို့တဲ့အချင်း5စကန်ပေးပါမယ် ဘရူပြလိုက်တဲ့အဖြေကဇနစ်ဆိုဆိုရင်တော့အဖြေကမန်မာရီအဆိုရင်တော့ရှီယာရှန်ကရောအခုဇနစ်ဆိုပါမယ်နဲ့ဆိုရင်တော့အသေးပေါ်နှစ်ခုမှန်းလိုက်ရပါပြီဇနစ်ဆိုကပြပြနေတတ်တယ်နှာဖို့တတ်တယ်ဟာတာပြောတတ်တယ်ဆိုပေမဲ့သူအပြော်ဝါးတဲ့အချိန်မှာတော့အခြားတရားလိုမျိုးရှယ်ချင်းတော့တတ်ပါတယ်သူချစ်ရတဲ့အဖိုးတီးပြီးနောက်ပိုင်း Infinite Caster Up မှာလည်းလုံးဝကိုစီရီယမ်ဝင်သွားတာကိုတွေ့ရပါတယ်အဲ့အပြင်မှာသူ့ရဲ့ Thunder Britain တန်လည်းတော်တော်လေးကျန်းပြီးရော Lancelot Scale Final ဆိုရင်တော့တော်တော်မိမိုက်နေမှာကိုမြင်အောင်မိပါတယ် ဒီနေရာမှာခဏလောက်ကျွန်တော်ကြောင်ကြဝင်းနေပါတယ်အဲ့ဒါဘာလဲဆိုရင်တော့ကျွန်တော် channel လေးကအခုဆိုရင် subscriber ချက်တောင်းပြည့်သွားခဲ့ပါပြီကိုလိုလိုကျွန်တော်တကယ်အရန်အရန်ကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်တာအောင်မှာကျေးဇူး to the power infinity လောက်ကိုတင်တာပါဘာလို့ဆိုဘရိုးတို့သာမရှိဘူးဆိုရင်ကျွန်တော်ကဘာကောင်းမှမဟုတ်လို့ပါဆိုတော့တောင်းဆိုချင်တာကကျွန်တော် channel လေးကို subscribe လုပ်ပြီးတော့ video လေးကို like လုပ်ပေးသွားကြပါဦးပါပြီးတော့အရင်ချမ်း collab video မှာလည်း comment နဲ့အများကြီးမှတ်ပေးခဲ့ကြတယ်ပေါ့အဲ့ဒါကိုလည်းကျွန်တော်ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ နောက်တစ်ယောက်ကတော့ကျွတ်ကျုံရရပါဘာလို့လဲဆိုတော့ခံမမှုအချိန်5စက္ကန့်ရပါမယ်ကိုလိုခမိုက်တဲ့အဖြစ်ကဖုန်းနားဟုဆိုရင်တော့အဖြစ်ကလုံးဝအမှန်ပါလိမ့်ဘာလဲဆိုရင်တော့အဓိကကတော့သူ့ရဲ့ stand ကြောင့်မလို့ပါသူ့ရဲ့ stand ဖြစ်တယ်ဒီဘာချာရီယောကဒါတလက်နဲ့အနီးက stand ဖြစ်တာကြောင့်မလို့ lastless skin ဖြစ်လာတဲ့နာပါနောက်တစ်ယောက်ကတော့ကျွန်တော် one punch man လို့တော့မခေါ်ချင်တော့တဲ့ one frame man เนี่ย character ပါဘာလို့လဲဆိုတော့ခင်မမို့တဲ့အချင်း ငါစကန်ရပါမယ် Pro ဖြစ်လိုက်တဲ့အဖြစ်က Flashy Flash ဆိုရင်တော့အဖြစ်ကလုံးဝမကန်နေပါတယ် Flashy Flash က Astra Hero တို့ဖြစ်တဲ့လျောက်လုံးဝမလင်းမြန်ပြီးရောလုံးဝအောင်ချမ်းပါတယ်ရုပ်တရကြည့်လိုက်မှဆိုရင် Flashy Flash က Lancelot ရဲ့ Downy Star Skin နဲ့အောင်သွားပြီးရောစစ်တုံနေအောင်တွေ့ရပါတယ်ရှေ့က၃ရောက်ရော Flashy Flash ဗာမန်ခဲ့ရဆိုရင်တော့ကိုလူရော comment မှာအသေးပုံ၄ခုမှန်းလို့ရပါပြီနောက်ဆုံးတစ်ယောက်ကတော့ Bleach တဲ့ရပါ ဘယ်လိုလဲဆိုတော့ခံမမှုတဲ့အချိန်5စက္ကန့်ပေးပါမယ်ကိုလူရီရဲ့အဖေကရူခီယာကိုခုချစ်ခဲ့ဆိုရင်တော့အဖေကမှန်ပါတယ်။ရှေ့ရ၄ရောက်ရောသူ့ပါမယ်မီဆိုရင်တော့ကောမန့်မှာအတဲပုံ၅ခုမှန်းသောင်းလိုက်ရပါပြီ။အတဲပုံ၄ခုလုံးမှန်းတဲ့သူကတော့တကယ်လို့ဆရာဆရာ animal friend အကြီးလားကြီးလို့ကျွန်တော်ကတော့ပြောချင်ပါတယ်။ခုချစ်ခင်ကလန်စလော့ကလော့ကအကြောင်းအရာတော့အဓိကကတော့သူ့ရဲ့ပေါ်ပါလက်မြန်နဲ့ဓာတ်ချက်တွေအကြောင်းမလို့ပါ။ ။ Lancelot Escape Fight တွေမှာလည်းသူ့ရဲ့ပန်းမွေးနေကိုကျွန်တော်ကမြင်ကျင်တာကြောင့်မလို့ပါ။ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ။ Sony ChipJ တယောက်ချင်းစီတော့ကျေးဇူးအများကြီးအများကြီးတင်ပါတယ်ဗျာ။ဖိုင်မချီဖို့ဆိုရင်လည်းမြန်မာတိုင်းနိုင်ငံလုံးမှာတယောက်ပဲရှိရဲမွန်လီချန်နဲ့ Anime Collab ဗီဒီယိုတွေကိုတင်ဆက်ပေးနေရကျွန်တော်ရဲ့ First Kill Official Channel လေးကို Subscribe လုပ်ပေးကြဖို့တောင်းဆိုလိုက်ရပါတယ်ဗျ။နောက်တဲ့ဗီဒီယိုမှာထပ်ပြီးတော့တွေ့လိုက်ရအောင်ပါ။ Bye bye